ယူကရိန်းစစ်မြေပြင်မှာတရုတ်စစ်သားတွေရုရှားဘက်ကနေဝင်တိုက်နေတယ်ဆိုပြီးဇီလန်စကီးကပြောလိုက်ပြီဖြစ်ပါတယ်။တရုတ်စစ်သားအနည်းဆုံး150ကျော်ပါတယ်လို့ဇီလန်စကီးကစွပ်စွဲပြောလိုက်ပါတယ်။ယူကရိန်းထောက်လှမ်းရေးဟာရုရှားစစ်တပ်အတွက်ပါဝင်တိုက်ခိုက်နေတဲ့တရုတ်နိုင်ငံသားစုစုပေါင်း155ရောက်အချက်လက်တွေစုံစမ်းသိရှိထားပြီလို့ဆိုပါတယ်။အခုသတင်းမှတ်ထဲမှာရုရှားစစ်တပ်ကတရုတ်နိုင်ငံသား2ဦးကိုအရှင်းဖမ်းမိတဲ့နောက်ပိုင်း ဒီဆွဆွဲချက်ကိုယူကရိန်းဘက်ကနောက်ဆက်တွဲထုတ်ပြန်လာတာပါယူကရိန်းလုံခြုံရေးအေဂျင်စီတွေရဲ့မှတ်တမ်းချုပ်ကိုလေ့လာခွင့်ရခဲ့ရမှာတော့တရုတ်နိုင်ငံသား150ကျော်ရဲ့ကိုယ်ရေးအချက်လက်တွေရုရှားစစ်တပ်မှယူထားတဲ့ယာဉ်ုနဲ့တာဝန်တွေကိုစီးရင်ပြုစု တွေ့ရှိတယ်ဆိုပါတယ်အများစုကရုရှားစစ်တပ်ရဲ့အောက်ခြေအဆင့်ယာဉ်ုတွေဖြစ်ပြီးတော့2024တုန်းကအချက်လက်တွေလို့ဆိုပါတယ် ယူကရိန်းသမ္မတဇလန်စကီကတော့နောက်ထပ်အချက်လက်တွေကိုထပ်မံစုဆောင်းနေစေဖြစ်ကြောင်းရုရှားစစ်တပ်မှတရုတ်နိုင်ငံသား155ဦးထပ်မံပါဝင်တိုက်ခိုက်နေတယ်ဆိုတာသိရှိထားပြီးအဲ့ဒီထက်လည်းအများကြီးပိုနိုင်တယ်ပြောပါတယ်ရုရှားဟာတရုတ်စစ်သားတွေကိုခြေစားစာချုပ်တွေချုပ်ပြီးတော့အခါကျင်းဝင်နဲ့ငှားရမ်းခေါ်ယူလို့ရှိပြီးတချို့ဟာရှေ့တန်းစစ်မြေမှာတေဆုံးကြပြီဖြစ်တယ်လို့ယူကရိန်းထောက်လှမ်ရေးကယူဆထားပါတယ်တရုတ်စစ်တီတွေရုရှားတပ်ထဲရောက်နေတာဟာတရုတ်စိုးရရဲ့မူဝါဒကြောင့်လားဆိုတဲ့မေးခွန်းကိုတော့ဇလန်စကီကအပြစ်မပေးပါဘူး ယူကရိန်းထောက်လှမ်ရေးကလည်းစံစစ်ဖော်ထုတ်ဖို့စူးစမ်းနေတယ်ဆိုပါတယ်။တခြားတစ်ဖက်မှာလည်းသက်ဆိုင်ရာနိုင်ငံတွေရဲ့အစိုးရတွေကမထောက်ခံပေမဲ့အမေရိကန်နဲ့ဗြိတိန်နိုင်ငံသားတွေကယူကရိန်းအတွက်ပအဝင်တက်ခိုက်ပေးတာမျိုးရှိခဲ့ကြောင်းပြန်ဖြစ်ပါတယ်။ဆောင်းပိုင်းတော့ကယူကရိန်းရှေ့ပိုင်းဒိုနက်စ်ဒေသမှာတရုတ်စစ်သားနှစ်ဦးအရှင်ဖမ်းမိခဲ့တဲ့နောက်ယူကရိန်းဟာတရုတ်တပ်ရုံးကိုဖြည့်ရှင်းချက်တောင်းခံခဲ့တယ်လို့ စစ်ပွဲမှာဂျားနေပါမယ်ဆိုတဲ့တရုတ်ရဲ့ယက်တီချက်ကိုလည်းဘာလဲလို့မေးခွန်းထောက်ပါတယ်တရုတ်နိုင်ငံဂျားရေးဝန်ကြီးဌာနပြောခွင့်ရအရာရှိလင်ချန်းကတော့ယူကရိန်းစစ်ပွဲမှာတရုတ်နိုင်ငံသားတွေပါဝင်တိုက်ခိုက်နေတယ်ဆိုတဲ့စွပ်စွဲမှုတွေဟာအခြေမြစ်ကင်းလွန်းတယ်လို့အစောပိုင်းမှာထုတ်ပြန်ထားပါတယ်ဘလို့ပြည်ပစီးရေးပြည်ပခါတွေမှာတရုတ်ကမပါဝင်ဖို့အထူးသဖြင့် တဖက်ဖက်ကစီရေးကိစ္စနဲ့မပတ်သက်ဖို့နိုင်ငံသားတွေကိုတရုတ်အစိုးရကတိတိကျကျလမ်းညွှန်ထားတာဖြစ်ပါတယ်လို့လင်ကျန်းကပြောသွားပါတယ်။အခုလိုမျိုးတရုတ်နိုင်ငံသားနှုတ်ကိုယူကရိန်းဘက်ကဖမ်းဆီးတာနဲ့ပတ်သက်ပြီးတော့ယူကရိန်းကနေတရုတ်နိုင်ငံသားတွေထောက်ခွာဖို့စစ်ဆုံးကို ရှောင်ဖို့တရုတ်ကပြောနေပါတယ်။တိုက်ပွဲတွေမှာလုံးဝဝမပါဖို့တရုတ်အစိုးရကတိုက်တွန်းခဲ့တယ်လို့သိရပါတယ်။ခုကိစ္စနဲ့ပတ်သက်ပြီးတရုတ်ဘက်ကလည်းယူကရိန်းနဲ့ညှိနှိုင်းပြီးလိုအပ်တဲ့သတင်းချက်လက်တွေအတည်ပြုဖို့စူးစမ်းနေတယ်ဆိုပါတယ်။ တရုတ်ဆိုရအနေနဲ့တရုတ်နိုင်ငံသားတွေကိုပတ်သက်တာပြီးလုံအောင်မလုပ်ဘူးအစိုးရကတည်းကပြောထားတယ်ဆိုပါတယ်အခုဖမ်းမိထားတဲ့အကျဉ်းသားတွေဟာတရုတ်ဘက်ကစေလွတ်တာလားဆိုတဲ့မေးခွန်းကိုတော့တရုတ်နိုင်ငံသားရဲ့ဝန်ကြီးဌာနကဘာမှတုံ့ပြန်မပြောပါဘူးဒါပေမဲ့ဒါတွေဟာရုရှားကမလုံးပေးကသူတို့ရဲ့သဘောဆန္ဒအတိုင်းစာချုပ်ချုပ်ဆိုထားသူများဖြစ်နိုင်တယ်ဆိုပါတယ်တရုတ်စစ်တပ်ကစေလွတ်ထားသူတွေလုံးဝမဟုတ်ဘူးလို့ပြောပါတယ် ီကိစ္စနဲ့ပတ်သက်ပြီးရုရှားဘက်ကလည်းတစုံတရာအမှတ်ချက်ပြုပြောဆိုခြင်းမရှိပါဘူး။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။နိုင်ငံအများစုကိုအခွန်တိုးကောက်မဲ့အစီအစဉ်ကနေတမနာထရန်ကရက်60ဆိုင်းငက်လိုက်ပြန်ပြီဖြစ်ပါတယ်။အယုတ်ပေါ်တော့အခွန်အလုံးကြီးမြင့်တင်ထားပါတယ်။ကမ္ဘာနိုင်ငံအများအပြားတွင်းကုန်ဆိုင်ရာအခွန်အခါတွေပမာဏအများအပြားမြင့်တင်မဲ့သူ့ရဲ့အစီအစဉ်ကိုမေဂန်တမနာထရန်ကဂျပန်60ဆိုင်းငက်လိုက်ပါတယ်။ဒါပေမဲ့တရုတ်စီကတင်သွင်းမဲ့ကုန်စည်တွေကိုတော့အခွန်ပမာဏ တနင်္တဘိုးစီးကျက်သွားမယ်လို့ကြေညာပါတယ်။ထရန့်ဟာခုလတည်းမှာအမေရိကန်ရဲ့ကုန်သွယ်ဘက်နိုင်ငံအားလုံးကိုမတူညီတဲ့နှုံထားတွေနဲ့သွေးကုန်ခုံတွေစီးကျက်မယ်လို့ကြေညာခဲ့ပါတယ်။အဲ့ဒီအခြေအနေကြောင့်နိုင်ငံတကာရှယ်ယာဈေးကွက်မှာထိခိုက်ကျဆင်းမှုဖြစ်ပေါ်ခဲ့ပေမဲ့ AB 9ရက်နေ့မူဝါဒအပြောင်းအလဲကြောင့်ဈေးကွက်ထဲမှာစိတ်သက်သာရာရစရာအခြေအနေဖြစ်လာပြီးရှယ်ယာတန်မိုးတွေကဆရာကန်လုံးလောက်ပြန်ပြီးတရိပ်ပြခဲ့ပါလေ။ထရန်ဟာတကပါလုံးနှိပါတဲ့ကုန်သွယ်ရေးစစ်ပွဲဆက်ဆံအားပြိုင်မှုမျိုးဖြစ်လာမဲ့အခြေအနေကို ရှောင်လွဲလိုက်ပေမဲ့လည်းမဟာပြိုင်ပကြီးတယောက်ကိုတော့အခွန်မူဝါဒအရပြင်းပြင်းထန်ထန်ထိုးနှက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ကုံတွယ်ဘက်နိုင်ငံတွေစိတ်ဖိစီးမှုကြီးစွာနဲ့စောင့်ဆိုင်းနေရတဲ့အခွန်စည်းမြင့်အသစ်တွေအတောက်ဝင်လာမဲ့အချိန်မတိုင်ခင်နိုင်ပိုင်းလိုမထရန့်ရဲ့ကြီးညာချက်အသစ်ကထွက်လာတာပါ။သူဟာနိုင်ငံအလုံးကိုအခြေခံသတ်မှတ်ချက်ဖြစ်တဲ့အခွန်ဆေးရဂိုင်လုံး စီးကျမှုကိုဆက်လက်ထားရှိမှာဖြစ်ပေမဲ့အဲ့ဒီထက်ပိုတဲ့ပမာဏတွေကိုဆိုင်းငံ့မှာဖြစ်ပြီးနှစ်ဖက်ညီတိုင်းဆွေးနွေးမှုကိုတော့ခွင့်ပြုမယ်ဆိုပါတယ်။ဒါပေမဲ့အမေရိကန်ရဲ့ခွန်တိုးမြင့်မှုကိုအပြင်းထန်လက်တော့ပြန်ပြီးအဆုံးအထိရင်ဆိုင်မယ်လို့ကြုံဝါထားတဲ့တရုတ်ရဲ့သွင်းကုန်တွေကိုတော့အခွန်125ရာခိုင်နှုန်းထိကောက်ခံမယ်လို့ထုတ်ပြန်ပါတယ်။အစောပိုင်းကဒီသတင်းထွက်နေတာကထရန့်ဟာတရုတ်သွင်းကုန်တွေကိုအခွန်100လေးရာခိုင်နှုန်းစီးကျက်မယ်ဆိုပြီးတော့ဖြစ်ပါတယ်။ အခုစီကြမှုရာတရုတ်ကနေအမေရိကန်ကို တင်သွင်းတဲ့ဒေါ်လာ100တန်းပစ္စည်းတွေအမေရိကန်ကအခွန်125ဒေါ်လာကောက်ယူမဲ့တိတ်ပဲဖြစ်ပါတယ်ဒီအချိန်တွေကအမေရိကန်ကိုကုန်စည်အမြောင်များတင်ပို့နေရတဲ့တရုတ်အတွက်ကြီးမားတဲ့အခက်အခဲမျိုးစုံတွန်းပို့ဖို့ရှိနေပါတယ်အမေရိကန်ကတရုတ်ရဲ့ပုံကောင်တွေကိုခွန်တွေတဆင့်ချင်းတိုးကောက်ဖို့သတ်မှတ်ခဲ့တဲ့နောက်တရုတ်ကလည်းအမေရိကန်ရဲ့ကုန်စည်တွေကိုအခွန်84ရာခိုင်နှုန်းတိုးကောက်ပြီးတုံ့ပြန်မယ်လို့ကြေညာထားပါတယ် ဒီလိုရဟာလေးစားမှုကင်းမဲ့တဲ့လုပ်ရပါလို့ထရန်ကဆိုဆိုပြီးအခုလိုမြောင်များလာတဲ့အခွန်စည်းချက်မှုကိုတတ်မှတ်လိုက်တာဖြစ်ပါလေထရန်ရဲ့ဘန်နာယုံဂျစ်စကော့ဘက်ဆန်ကအခုလိုတမားကဘူဟာရပြောင်းပြီးခွန်ပမာဏမြင့်တင်မှုကိုဆိုင်းငံ့တာဟာနိုင်ငံတကာရှယ်ယာဈေးကွက်ကျဆင်းမှုတွေနဲ့မသက်ဆိုင်ဘူးလို့ပြောပါလေထရန်ကတော့အင်ဂျီရောမှာသတင်းတောက်တွေနဲ့တွေ့ဆုံချိန်သူ့ရဲ့အခွန်တိုးမြင့်မှုနဲ့ပတ်သက်ပြီးလက်တော့ပြန်မယ်လို့မပြောခဲ့တဲ့နိုင်ငံတွေဟာအခုလိုဂျပန်60စိုင်းငံ့မှုခံစားခွင့်ရရှိခဲ့တာလို့မှတ်ချက်ပေးပါတယ်။ ဒီလိုဆိုရင်လက်တုံးပြန်မယ်လို့ပြောတဲ့နိုင်ငံတွေကတော့မရဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားပါလေ။သူ့မူဝါဒကိုမဖီဆန်တဲ့နိုင်ငံတွေဟာကောင်းကျိုးခံစားခဲ့ရတာဖြစ်ပြီးအာခံတဲ့နိုင်ငံတွေကိုတော့အခွန်စည်းမျဉ်းအရပို့ပြီးပြင်းပြင်းထန်ထန်ဖိနှိပ်မယ်ဆိုတဲ့သဘောမျိုးထွန်းကပြောကြားသွားတာပါ။အမေရိကန်ရဲ့ခွန်စည်းချက်မှုကိုလက်တုံးပြန်မယ်နိုင်ငံတွေအခွန်နှစ်ဆထပ်တိုးမယ်လို့သူကကြိုတင်တည်ပြီးခဲ့ပါလေ။တရုတ်ကလုံးဝမလိုက်နိုင်တဲ့အတွက်ပြောထားတဲ့အတိုင်းတရုတ်ပေါ်အခွန်တွေထပ်မြင့်ခဲ့တာလို့ထွန်းကဆိုပါလေ။ တရုတ်သမ္မတရှီဂျင်းပင်အမေရိကန်နဲ့သဘောတူညီမှုတစ်ခုခုရယူဖို့လိုလားနေလိမ့်မယ်လို့မှတ်ချက်ပြီးသွားပါတယ်။တရုတ်နိုင်ငံဂျိုင်းဝန်ကြီးဌာနပြောခွင့်ရရာရှိကတော့တရုတ်ပေါ်အမေရိကန်ကသတ်မှတ်တဲ့အခွန်စည်းချက်မှုဟာအနိုင်ကျင့်တဲ့လုပ်ရက်လို့ဝေဖန်သွားပါတယ်။ဒီလိုအကျင့်စရိုက်မျိုးကိုတရုတ်ကစန့်ကျင်မှာဖြစ်ပြီးဘယ်တော့မှလက်ခံမှာမဟုတ်ဘူးဆိုပါလေ။အမေရိကန်ကလက်ရှိချင်းတွေကိုဖြည့်ရှင်းမှုနည်းလမ်းနဲ့တကယ်ပဲပြေလည်စေချင်ရင်တော့မျှတတဲ့ပြန်လည်လေးစားမှုရှိတဲ့နှစ်ဖက်လုံးကိုကြည့်တဲ့ ချင်းကမှုမျိုးလိုအပ်မယ်လို့ဆိုပါတယ်။ကမ္ဘာကုန်သွယ်ရေးဖွဲ့ကြီး WTO ကတော့ကမ္ဘာပေါ်မှာစီးပွားရေးအင်အားတောင့်တင်းဆုံးနိုင်ငံချင်းတစ်ခုကြားကလက်ရှိတင်းမာမှုတွေအတိုင်းရှေ့ဆက်မယ်ဆိုရင်နှစ်ဖက်ကုန်သွယ်မှုတန်ဖိုးဟာ80%ရာခိုင်နှုန်းတနည်းအားဖြင့်ဒေါ်လာ466ဘီလီယံဘိုးလောက်ထိကျဆင်းသွားနိုင်တယ်လို့ခန့်မှန်းထားပါတယ်။နောက်ထပ်သတင်းမှုပြောချင်ပါတယ်။အမေရိကန်ရဲ့ထောက်ပို့လေယာဉ်ကြီးတချို့ဟာအာဖဂန်စစ်မြေပြင်ပေါ်ကိုပြန်လည်ဆင်းသက်လာပြီလို့သိရပါတယ်။ မရိကန်စစ်တပ်ဟာအာဖဂန်ခေါင်းဆောင်တွေနဲ့အပြာလန်သဘောတူညီချက်အသေးအရာအာဖဂန်နစ္စတန်မြေပေါ်ကိုပြန်လည်ရောက်ရှိလာတာဖြစ်ပါလေ။မရိကန်ဟာတရုတ်ကိုစောင့်ကြည့်ဖို့ဘာဂရန်လီတက်စ်ခန်းမှာရေဒါအော်ပရေတာတွေကိုအရေးတွက်အကန့်အသတ်နဲ့ထားရှိခွင့်ဖြစ်ဖို့အာဖဂန်နဲ့ဆွေးနွေးနေကြောင်းသိရပါလေ။ဘာဂရန်လီတက်စ်ခန်းဟာတရုတ်နျူကလ িয়ার လက်နက်တော်လုံးနဲ့နှီးကပ်တဲ့အတွက်မရိကန်အတွက်အရေးကြီးတယ်လို့ဖော်ပြထားပါလေ။ မကြသေးခင်ကသမ္မတ Trump ပြောကြားချက်ရတရုတ်ကရှိတဲ့နျူကလ িয়ার ဒုံးကျည်တွေနဲ့လက်နက်တွေစောက်တဲ့နေရာနဲ့တနအီလောက်သာကွာဝေးကြောင်းပြောပါရယ်။ဒါပေမဲ့တစ်ဖက်မှာလည်းအီရန်နဲ့စည်ရေးတင်းမာချိန်အိမ်ကြီးအာဖဂန်နစ္စတန်ကိုစေ့ချတဲ့စကံပြလဲအုံပြုကောင်ပြုနိုင်တယ်လို့ထင်ကြေးပေးပြောနေကြပါရယ်။ဘောက်ဂရန်လီတက်ချေဆက်စကန်နဲ့အာဖဂန်နစ္စတန်တို့ခုလုံးဟာအီရန်နဲ့တရုတ်နှစ်နိုင်ငံလုံးကိုအနာဂတ်စစ်ပွဲအတွင်း စည်ရေးရစည်ရေးပြူခွာတွေလုပ်ဖို့အတွက်အလုံးမဟာပြူခွာကြတဲ့နေရာဖြစ်ဆက်လက်တည်ရှိနေပါတယ်။အပြန်အလှန်အဖြစ်ဆိုရင်အမေရိကန်ဟာအာဖဂန်နစ္စတန်တို့အားပိတ်ဆို့အရေးယူမှုတွေကိုရုပ်သိမ်းပေးပြီးခေါင်းဆောင်ကိုအတိအမှတ်ပြုရမှာဖြစ်ပါတယ်။အခုလိုနှစ်ဖက်သဘောတူညီချက်ရဖို့ UAE တန်တမန်တွေကဒီစီးပွဲကိုစီစဉ်ပြီးကူညီပေးတယ်လို့ဆိုပါတယ်။ American လေယာဉ်တွေဟာ Afghanistan မှာရှိတဲ့ Wagner Leader Chizaz Khan ကိုဆင်းသက်နေချိန်မှာတော့ Afghanistan မှာလုံးဝသတင်းထုတ်လွှင့်မှုတိတ်ဆိတ်နေပြီးတချို့က အာဖဂန်နစ္စတန်ဟာအမေရိကန်နဲ့လိုအပ်သဘောတူညီမှုပြုလုပ်နေတယ်လို့ကြုံကြည်နေတာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းမှုပြောချင်ပါတယ်။ဒိုမီနီကန်နိုင်ငံမှာနိုင်ကလပ်အမိုးပြိုကျမှုကိစ္စကြောင့်လူ80နီးပါးသေပြီး150ကျော်ဒဏ်ရာရနေပါတယ်။ဒိုမီနီကန်နိုင်ငံမြို့တော်ဆန်တိုဒိုမင်ဂိုမှာရှိတဲ့နိုင်ကလပ်တစ်ခုအမိုးပြိုကျလို့လူ80နီးပါးသေပြီး150ကျော်ဒဏ်ရာရတယ်လို့ကယ်ဆေးသမားတွေကအတည်ပြုပြောလိုက်ပါတယ်။ဂျက်ဆန်နိုင်ကလပ်မှာနာမည်ကျော်ဆိုတော့ရိုဘီဘီယပ် ဖျော့ဖြေနေချိန်ဒီဥတော်တဆမှုဖြစ်ပွားခဲ့တာပါအခင်ဖြစ်ချိန်မှာလူရနဲ့ချီပြီးနိုင်ကက်ထဲမှာရှိနေပါလေဒီဖြစ်စဉ်တွင်တေဆုံးသူတွေထဲမှာမေဂျာလိဂ်ဘေးဘောကစားသမားဟောင်းတယောက်နဲ့ခရံအုပ်ချုပ်မှုတယောက်တို့လည်းပါဝင်ပါတယ်ဂျက်ဆန်နိုက်ကလဟာတနင်္လာနေ့ညနေတိုင်းတေဂီတာဖျော်ဖြေပွဲတွေလှုပ်လှိပ်ရှိပြီးနိုင်ငံရေးသမားအကူအသမားနဲ့တခြားထင်ရှားကြော်ကြားသူတွေလာရောက်လို့ရှိတဲ့ထင်ကြရနိုက်ကလတစ်ခုပါလက်ရှိမှာတော့ကယ်ဆယ်ရေးသမားလေယာကျော်ဖြန့်ကျက်ပြီးကယ်ဆယ်ရေးဆက်လုပ်နေပါတယ် ပြိုကျတဲ့မိုးအုပ်အောက်မှာပိတ်မိနေသူအများအပြားရှိလို့တေဆုံမှုရေအတွက်တိုးလာနိုင်ကြောင်းတာဝန်ရှိသူတွေကပြောပါတယ်။ပိတ်မိသူတွေထဲမှာအသက်ရှင်သူအများအပြားရှိတယ်လို့ရေပေါ်ဌာနတာဝန်ရှိသူတွေကပြောပါတယ်။လက်ရှိချိန်ထိ night club ပြိုကျမှုဟာစနစ်နိုင်ဒီပါကြာမြင့်လာခဲ့ပြီးအပြက်စီးတွေကိုကယ်ဆယ်သမားတွေကရှင်းလင်းနေပြီး night club တွင်ရှင်နေရသုံးခုကိုဝင်ရောက်နိုင်မှုကြိုးစားနေပါတယ်။သမရမန်နျူရယ်မန်ဒက်စ်ကထောက်ပြထားပြီးဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ညွှန်ကြားထားတယ်လို့သိရပါတယ်။နောက်ထပ်သတင်းမှုပြောချင်ပါတယ်။ဘန်ကောက်မှာငလျင်တန်းကျောင်းပြိုကျခဲ့တဲ့အထက်30တိုက်ဆောက်လုပ်ရေးအလုပ်သမား100ကျော်ဟာလုံအားခမရဘူးလို့ထိုင်းသတင်းတွေကဖော်ပြပါတယ်။တိုက်ထဲမှာလျှက်စစ်မီဂျိုတဝဲတန်းဘူးနဲ့တန်ဂျိုးတွေတုံအောင်မှုသူတို့ကိုမှားယမ်းခဲ့တဲ့ 9pk ကမ္ဘီထံကနေရာတင်ရထိုက်တဲ့လောက်အားခတွေမရကြအောင်သက်ဆိုင်ရာလူသမားကောင်းဆောင်တွေကပြောပါတယ်လူသမားကောင်းဆောင်9ပါးက အဲ့ဒီတိုင်းမှာလျှက်စစ်မီဂျိုတွယ်တန်းမှုနိုင်ဖိခေကပ်မီကငွားရမ်းခဲ့ပါတယ်။လောက်သမားပေါင်း80ကျော်အဲ့ဒီတိုင်းမှာပြီးခဲ့တဲ့2024ဇန်နဝါရီကနေဒီနှစ်2025ဇန်နဝါရီထိလောက်ခဲ့ပါတယ်။အစပိုင်းတော့လောကပုံမှန်ရပြီမဲ့3လလကြာတော့ပုံမှန်မရတော့ပါဘူး။အဲ့ဒီနောက်လုံးဝမရတော့ပါဘူး။ရစရာဘတ်34သိန်းကျန်ပါတယ်။လောကအရှင်ပြည်ကကမ္မီမှာ3တင်သွားတော့နေပြီးခဲ့တဲ့ဖေဖော်ဝါရီလကဆန်နာတွေလည်းပြခဲ့ပါတယ်။ 9PK ကသူတို့အနေနဲ့ China Railway Tank Company ကမရှင်းပြလို့မရှိဘူးလို့ပြောပါတယ်။ China Railway Tank Company စီသွားပြတော့ Italian Tank Company စီကလည်းငွေမရသေးဘူးပြောပါတယ်။တိုက်တာဖြိုးသွားပါတယ်။ကျွန်တော်တို့လုံအောင်မရပါဘူး။သူ့လောက်ကလို့သူမလေးစောင်းဝနေရေးအတွက်ခြံနဲ့အိမ်တွေပေါင်နှံပြီးရှင်းထားပေးရတယ်လို့ပြောပါတယ်။တိုက်ရဲခံခံမှုချင်းနဲ့ပတ်သက်လို့သတင်းတောက်တွေကလည်းမေးမြန်းပါအဲ့ဒီလိုမေးမြန်းရမှာတိုက်နေရတဲ့ဟာပါပြီးအင်္ဂလိပ်ဟာချစ်လက်မှုမရှိကြောင်းမိโจချိတ်ဖို့ တန်ရိုက်တာနဲ့ဝီးလက်မြင်ကွာကြပြီးသဲတွေလွင်လာတာအရင်သိတာကြောင့်ဒါပေမဲ့သူတို့နဲ့မဆိုင်တဲ့အပိုင်းမှုဘာသည့်ဘာသာနေခဲ့တယ်ဆိုပါတယ်နောက်ထပ်လူမအဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်သူကလည်းသူတို့ကတော့တန်ကျိုးတွေတီးနောင်တဲ့အလုပ်ကိုလုပ်ရကြောင်းမနေ့ကစတင်မာကစလို့ကြောင်းနေစားလို့ဒီမှာအယောက်40ကျော်ခေါ်ပြီးလုတ်တယ်လို့ဆိုပါတယ်လေးပတ်လောက်ကတော့လောကပုံမှန်ရပြီးအဲ့ဒီနောက်ပိုင်းမရတော့ဘူးပြောပါတယ်ရစရာဘတ်ရှစ်သိန်းကျော်ကျန်သေးတယ်ဆိုပါတယ်တန်ထရိုက်တာမိန်းမက အလုတ်သမားတွေရဲ့လောအခရှင်းစရာမရှိလို့စဉ်ညစ်ပြီးတိုက်ပေါ်ကနေခုံချတင်လို့လုပ်ပါတယ်လူတွေအရင်မြင်ပြီးဝိုင်းဆွဲကြလို့တော်ပါသေးတယ်အဲ့ဒါကို9 fit care company စီတော့ပြောတော့အရေးလုံးဝမဆိုင်ဘူးလို့ဆိုပါလိမ့်ဖေမွေစကူရနေကငွေတော့တောင်းတာမရှင်းပေးတဲ့အပြင်သူတို့ company နာမည်ပြအောင်လုပ်တယ်ဆိုပြီးစပွဲခုံကိုထုတ်ပြောကြောင်းတရားစွဲမယ်လို့လည်းဆိုပါတယ်အဲ့လိုဖြစ်နေရင်လည်းနောက်ဆုံးတိုက်ပြသွားတာပြောပါလေတိုက်ရခံခဲ့မှုပိုင်းနဲ့ပတ်သက်လို့သူ့အမိကတော့ တိုင်လုံးတွေကသေးပြီးရင်တွေ့ဘူးတဲ့တက်တွေဆိုရင်အဲ့ဒီလောက်မြင်ရင်အောက်ခြေတတိုင်းကလူနှစ်ဖက်စာလောက်ကြီးတယ်လို့ဆိုပါတယ်။ဒါကရှင်မရောက်နေတဲ့ဒုသမတချို့ကလည်းသူတို့လောဘခမရလို့ပြီးကြတဲ့လကလေးကအလောက်ကထွက်ခဲ့ကြအောင်လောဘခရပြီးအဲ့ဒီမှာဆက်လုံနေရင်ခုနေတိုက်ပြိုတဲ့ပုံကြရောက်နေပြီးတေဆုံးသူတွေထဲတော့မပါသွားနိုင်တယ်ဆိုပါတယ်။တေဆုံးသွားတဲ့သူတွေထဲမှာလည်းလောဘခမရသေးတဲ့သူတွေရှိတယ်လို့ဆိုပါတယ်။အဲ့ဒီမှာဆက်လုံနေသူတွေကတော့လောဘခရရမှာထွက်မယ်ဆိုပြီးလောက်ခရရအောင်ဆောင်ရင်းနဲ့ဆက်လုံရင်းနဲ့ အခုလိုဖြစ်ဆိုးကိုကြုံရတာပါလို့လုံခောက်ကံဘက်တွေကပြောပါတယ်။နမ်ဘီကကံလီဘက်ကကိုစလက်ကတက်ရောက်လာပါတယ်။သူဟာတရုတ်မျိုးသားဖြစ်ပြီးဘာသာပြန်ကတဆင့်ဖြည့်ရှင်းတာမှာသူတို့ဟာ China Railway Can Company စီကနေငွေမရသေးတဲ့တို့ကြောင့်လောကမထုတ်ပေးနိုင်တာလို့ဆိုပါတယ်။အဲ့ဒီတရုတ်ကံလီကလည်း Italian Thai Company ကနေစောင့်လို့ရတဲ့ကုန်ကြငွေပတ်တန်းပေါင်း900ရဖို့ရှိရခါပတ်တန်း100ပဲရပြီး400ကျန်သေးကြောင်း ဒါကြောင့်မရှင်းပေးနိုင်သေးဘူးဆိုပါလေ။နောက်ပြီးတော့ဒီလိုသမားတွေနဲ့စာချုပ်ချုပ်ထားတာမရှိလို့စာချုပ်မပြနိုင်လို့မရှင်းပေးပါဘူး။ဒါကြောင့်လူသမားတွေနဲ့ပြန်ပြီးစာချုပ်ချုပ်ဖို့လုပ်နေတော့တိုက်ပြိုတဲ့ပြဿနာကထပ်ဝင်လာတာဆိုပါလေ။လူသမားကောင်းဆောင်တွေကလည်းအခုဆောင်နေတဲ့အဆောက်အုံဟာအစိုးရဌာနဆိုင်ရာအဆောက်အုံဆိုတော့ယုံကြည်ပြီးစာချုပ်စာတမ်းတွေမလုပ်ခဲ့တာလို့ပြောပါလေ။ဘာပြေလည်မှုမှလည်းတရင်စာရှင်းဖို့မမရခဲ့ပါဘူး။စံချိန်စံညုံးမမီတဲ့ တန်ကြောင်းတွေတုံးပြထားတယ်ဆိုတဲ့ဆွဆွဲချက်နဲ့ပတ်သက်ပြီးအရန်ကပ်မီကလည်းသတင်းစာပွဲလုပ်မယ်ဆိုပြီးဖော်ပြနေပါလေ။အဲ့ဒီအစိုးရငွေစင်းစစ်ရုံကိုနိုင်ငံတော်ပန်တော်ငွေဘတ်ဂျက်တန်ပေါင်း2560အကုန်ခံပြီးဘန်ကောက်ချက်တူချက်နံပါတ်ရှိတဲ့9ဤကကျော်ကျယ်တဲ့မြေပေါ်မှာစောင့်နေတာပါ။အီတလီယန်ထန်းကမ္ဘာနဲ့ China Railway ထန်းကမ္ဘာကဒီကတာဝန်ယူတည်ဆောက်ပါတယ် China Railway ကမ္ဘာတည်ထောင်သူတွေမှာတရုတ်နိုင်ငံသား၉ဦးနဲ့ထိုင်းနိုင်ငံသား၃ဦးပါပါတယ်ဒါပေမဲ့ထိုင်းနိုင်ငံသားတွေမှာ ဆောလို့ရေးဘီတုကပညာရှင်တွေမဟုတ်ပဲတာမန်လက်လုတ်လက်စားလူတွေပါပါနေပါတယ်တရုတ်နိုင်ငံတဲမှာလည်းဒီလို project ကြီးတောင်းယူဆောလို့ခဲ့တဲ့အတွေ့အကြုံလုံးဝမရှိပါဘူးသူတို့ကတခြား company တွေကတစ်ဆင့်ပြန်ငှားပြီးလုပ်နေတယ်လို့ Channel 3 Thailand သတင်းကစုံစမ်းဖော်ပြပါတယ်စောင်းပြိုကြပြီးတဲ့နောက်ထိုင်းဆောင်းလွေဝင်ကြီးကလာရောက်စစ်ဆေးတဲ့အခါမှာဆောင်းလွေမှာတောင်းထားတဲ့တံမီးပစ္စည်းတွေဟာစံချိန်မမီဘူးဆိုတာမြင်အောင်နဲ့တန်းသိတယ်လို့ပြောပါတယ်။ အဲ့ဒီအစောကိုပြိုကျစဉ်ထဲမှာအလုံသမားတရားတောင်းရလုံးနေပြီးအဲ့ဒီကနေလက်ရှိချိန်ထိတေဆုံးသူ16ဦးဒဏ်ရသူ9ဦးနဲ့ပျောက်ဆုံးနေစေ88ဦးရှိပါတယ်။ဒီဖြစ်ရမယ့်ပေါ်ပေါ်ဖို့အတွက်ဒီဟုကိုထိုင်းနိုင်ငံထူးမှုရင်းစုံစမ်းစစ်ဆေးရေးအဖွဲ့ DSI ကတာဝန်ယူစုံစမ်းမယ်လို့ဆိုပါတယ်။ထိုင်းနိုင်ငံရဲ့နိုင်ငံတော်ငွေစည်းစစ်ဆေးဌာနကိုနိုင်ငံတော်ဘဏ္ဍာငွေမှပြည်သူပြည်သားတွေအတွက်အကျိုးရှိရှိအသုံးပြုရေး မတမာမှုကာကွယ်ရေးအတွက်လုံခဲ့တဲ့150ကျော်ပစ္စမောင်းမြောက်ထိုင်းပြည်လက်ထက်ကလေးကဖွဲ့စည်းထားတာဖြစ်ပါတယ်။တခြားသောဌာနဆိုင်ရာတွေရဲ့ငွေကြေးမတမာမှုတွေကိုစုံစမ်းဖောက်ထုတ်နေတဲ့ဒီဌာနဟာတိုက်ပြမှာတော့သူတို့ကိုယ်တိုင်အစစ်အစစ်ခံနေရပြီပဲဖြစ်ပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။တောင်ကိုရီးယားနိုင်ငံတောမီလောင်ကျွမ်းမှုမှာပါဝင်ကူညီခဲ့တဲ့အင်ဒိုနီးရှားနိုင်ငံသား၃ဦးကိုနှစ်ရှင်နေထိုင်ခွင့်ပေးစာတွေတောင်ကိုရီးယားဆိုရကပေးလိုက်တယ်လို့သိရပါတယ်။တောင်ကိုရီးယားနိုင်ငံအရှေ့တောင်ပိုင်းမှာမကြသေးမီက တော်မီလောက်ခဲ့စဉ်ကိုညီမှုမှာပါဝင်ခဲ့တဲ့အင်ဒိုနီးရှားသင်္ဘောသား၃ဦးကို F2 နှစ်ရှည်နေထိုင်ခွင့်ဗီဇာထုတ်ပေးလိုက်ပြီးတော့တောင်ကိုရီးယားဆွေရကထုတ်ပြန်ပါတယ်။တော်မီလောင်တော့တက်ကြီးရွယ်ဦးတွေကိုဘေးကင်းအောင်အင်ဒိုနီးရှားနိုင်ငံသား၃ဦးကကိုညီပေးခဲ့တဲ့အားလုံးမြင်ပါတယ်။ဒီနိုင်ငံပေါ်သူတို့ရဲ့အထူးဆွမ်းဆောင်ချက်ကိုထောက်ထားပြီးနှစ်ရှည်နေထိုင်ခွင့်ပေးဖို့ဆုံးဖြတ်လိုက်တာပါ။ ကိုယ့်အသက်ကိုမငဲ့ကွက်ပဲအနီးနားနေသူတွေရဲ့အသက်ကိုကယ်တင်ပေးလို့သူတို့ကိုစိတ်ရင်းမှန်တဲ့ကျေးဇူးတင်ပါတယ်လို့တောင်ကိုရီးယားပြည်ထောင်ဝန်ကြီးဌာနကပြောပါတယ်။နှစ်ရှည်နေထိုင်ခွင့်ဗီဇာရသူ၃ဦးနဲ့မြောင်းချောင်းစံပြည်နယ်မှာနေထိုင်တဲ့အသက်၃၁နှစ်အရွယ်သင်မော်တာဆူဂီယန်တို့ဆိုသူဟာမလ25ရက်နေ့ညပိုင်းကသူနေတဲ့ရွာကိုတော်မီကူဆက်ချင်းမပြေးလွှားနိုင်တဲ့သူ60ကိုဂုံးဘိုးခေထုတ်ပြီးခဲ့ပါတယ်။ ရွာလူကြီးဆိုရာစုကရန်တို့ဟာကျင်နာတက်ပြီးလူကြီးသူကြီးများတွေဟာလေးပင်အိတ်တွေလဲကုညီတက်ယူပေးလိရှိတယ်ဆိုပါလေ။အိမ်သုံးပစ္စည်းတွေလဲကုသည်ပေးတတ်ပါလေတဲ့။နောက်သူရဲကောင်းလူကလည်းတင်းမောသားတွေပဲဖြစ်ပါလေ။တောင်ကိုရီးယားတောင်မကျောက်လက်ရှိချိန်ထိသေဆုံးသူ30ကျော်ရှိပြီး52ဦးထဏ်ရထားတာဖြစ်ပါလေ။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါလေ။ဒီအကြောင်းသားကတော့စန်တင်လောက်ပါလေ။ကောလိပ်60ကျော်ကနေဝင်ခွင့်ရခဲ့ပြီးပညာသင်ထောက်ပံ့ခြင်းဒေါ်လာ1.3တန်ကျော်လဲရထားတယ်လို့ဆိုပါလေ။ အသက်ကလည်း18နှစ်အရွယ်သာရှိပါသေးတယ်။အသက်18နှစ်အရွယ်မန်တာဗီယက်ဆိုတဲ့ကျောင်းသားလေးဟာကောလိပ်60ကျော်ကနေဝင်ဝင်လက်ခံရရှိခဲ့ပြီးသူ့ကိုကမ်းလှမ်းထားပါလိမ့်။ပညာသင် ထောက်ပံ့ခြင်းနဲ့တသန်းကျော်ရခဲ့ပြီးစေပညာဝါသနာပါတဲ့သူ့ရဲ့ရည်မှန်ချက်ပန်းနိုင်ကိုပုံမူနီးကပ်လာစေပါတယ်။သူဟာတခြားသူတွေလိုအပ်တဲ့အချိန်တိုင်းကူညီပေးရတာကိုစိတ်အားထက်သန်သူပါ။သူ့ဘဝအကြီးဆုံးရည်မှန်ချက်ကတခြားသူတွေကိုစိတ်သက်ခွန်အားပေးကူညီဖို့ဖြစ်ပါတယ်။ ူဟာ2024ဩဂုတ်လတရက်နေ့မှာကောလိပ်တင်မှာဝင်ခွင့်စလျှောက်ခဲ့ပါတယ်။မေဇေးဆရာဝန်ဖြစ်ခြင်းနဲ့သူညီမကျန်တဲ့ကာညီနဲ့ကြောင်းတွေဒီကလျှောက်ခဲ့ပါတယ်။သူလျှောက်ခဲ့တဲ့ထိပ်တန်းကောလိပ်တွေကိုကြည်ရ University of Alabama, Morehouse College, Xavier University of Louisiana, Howard University နဲ့ Vassar University လို့ဖြစ်ပါတယ်။လေဘရာသူငယ်စဉ်ကတည်းကကောလိပ်တက်ပြီးကြီးကျယ်တဲ့အရာကိုအောင်မြင်ဖို့ဆုံးဖြတ်ထားခဲ့ပါတယ်။သူ့ကို စင်ငယ်မသားတူကမွေးဖွားခဲ့တာပါ သူမအဖေမရှိပါဘူးသူဟာသူ့ရဲ့မိခင် Chester Green ကိုအကြီးမားဆုံးအားပေးကူညီသူနဲ့လှုံ့ဆော်မှုဖြစ်ဂုဏ်ပြုခဲ့ပါတယ်သူ့ကိုစင်ငယ်မသားကပြောထောင်ခဲ့တာဖြစ်လို့သူ့မိကိုအရန်ကိုကျေးဇူးတင်ပါတယ်လို့ချီးကျူးပြောဆိုထားပါတယ်သူ့မိရဲ့စိတ်သက်စွာထက်သန်မှုဟာအံ့ဩကုန်နိုင်ဖွယ်ရပါလို့သူကဆိုပါတယ် သူဟာပြီးခဲ့တဲ့အော်ဘလာမတဲ့ University of Alabama ကလည်းပထမဆုံးကောလိပ်ဝင်ခွင့်ရခဲ့ပါတယ်လက်ရှိချိန်ထိသူဟာကောလိပ်60ကျော်ကနေဝင်ခွင့်ရထားပြီးပညာသင်ထောက်ပံ့ခြင်းအမေရိကန်ဒေါ်လာ1.3တန်းကျော်ရထားပြီးဖြစ်ပါတယ်တခြားကျောင်းသားတွေတော့အကောင်းဆုံးကြံ့ကြံ့ကတော့တဲ့ပညာရေးခီးစီတလန်းချင်းစပြီးချင်းကပ်လာဖို့ပါပဲတဲ့အစင်းသမချာလူတယောက်ရဲ့အလားအလာနဲ့အနာဂတ်အောင်မြင်မှုကိုအတိတ်ပဲဖွင့်လို့မရပါဘူးလို့သူကအတီလင်းပြောသွားပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။ ဒေါ်လာထွန်းနဲ့တရုတ်ကြားအခွန်စည်းကြမှုပြင်းထန်တဲ့ကိစ္စကြောင့်နောက်ထွက်လာမဲ့ iPhone 70 Pro ဈေးဟာဒေါ်လာ2000ကျော်လာဖို့အလားအလာရှိနေပါလိမ့် iPhone မော်ဒယ်တည်းဒီနှစ်ထဲရှယ်ဈေးကြီးပါလိမ့်မယ်ဒီကကတော့တွန်းကုန်ခွန်ခရက်တွေကြောင့်ပါတကပါလုံးကိုပတ်ပြီးအခွန်တိုးကောက်တဲ့ထန်ကြောင့် American Company ရဲ့ရှယ်ယာတွေဟာကတောင်းကနေဖြစ်နေပါလိမ့်အခုကြားသလောက်ဆိုဈေးကွက်တန်ဖိုးဒေါ်လာ6ထရီလီယံလောက်ဆုံးရှုံးနေပါတယ်ဒီကိရဟာ Apple ကိုလည်းထိပါတယ် ထရန့်ကတရုတ်ထုတ်ပစ္စည်းတွေကိုအခွန်54%ကောက်လိုက်ပါတယ် iPhone iPad တွေကိုထိုင်း Taiwan India နဲ့ BNN တွေမှာထုတ်လုပ်တယ်ဆိုပေမဲ့ Apple product တွေရဲ့80%လောက်ကတရုတ်ကလာပါတယ်အခွန်တိုးကောက်တဲ့အတွက်တကယ်ခံရမှာကဝယ်သူတွေပါဈေးကွက်ဆန်းစစ်သူတွေကတော့ခွန်ကြောင် iPhone တွေ43000ကျော်လောက်ဈေးပိုကြီးလာမယ်လို့တွက်ချက်ထားပါတယ် iPhone တွေမဟုတ်ဘဲ Apple Watch, iPad နဲ့ AirPods တွေလည်း ဈေးက90%ဝင်းကျင်စီတက်ဖို့များပါတယ်ဒီတိုင်းဆိုရင်969ဒေါ်လာတန်ကြီးရှိတဲ့ iPhone 16 model ဟာဒေါ်လာ1100ကျော်အထိမြင့်တက်လာနိုင်ပါတယ်1599ဒေါ်လာတဲ့အမြင့်ဆုံး iPhone 16 Pro Max 1TB ဟာဒေါ်လာ2300နာကတ်သွားပါလိမ့်မယ်။ Apple ရဲ့ဈေးချိုအသာဆုံးဆိုတဲ့ iPhone 16E တော့မှာဒေါ်လာ959ဈေးကနေဒေါ်လာ860 Premium တန်းကိုရောက်သွားမှာပါ။ iPhone တွေဈေးတက်မှာတော့တေချာတလောက်ပါပဲ iPhone 17 series မှာပိုပြီးတိပါပါလိမ့်မယ်သတင်းတွေမှာတော့1199ဒေါ်လာကစတဲ့ iPhone 17 Pro Max ကဒေါ်လာ1900ကျော်ပြီ 1TB model ဆိုရင်ဒေါ်လာ2300လောက်ထိရောက်ရှိလာနိုင်ပြီလို့သိရပါတယ်